ပင်လောင်မြို့နယ်ကဆောင်းပြောင်းကျေးရွာမှာပြည်သူတွေပြန်လည်နေထိုင်နေကြပေမဲ့လူငယ်တွေစစ်မှုလဲထမ်းရပြီးစစ်မှုတန်းအသုံးစရအတွက်လဲပေးနေရရလို့ဒေတာခန်တွေက ပြောပါရယ်။နင်းနင်းတင်ပေးပို့ထားပါရယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်ဆောင်းပြောင်းကျေးရွာမှာစစ်ပွဲတွေညင်သွားပြီးတဲ့နောက်စစ်ပေးရှောင်နေရတဲ့ပြည်သူအများစုကနေရပြန်နေထိုင်နေကြတာပါ။ နေရတဲ့နေထိုင်နေပေမဲ့လူငယ်လူရွယ်တွေကစစ်မှုထမ်းရပြီးစစ်မှုထမ်းတွေရဲ့အသုံးစရိတ်အတွက်လည်းတအိမ်ကိုငွေကျပ်၈သိန်းခွဲပေးရတယ်လို့ဒေသခံတွေကပြောပါတယ်။အကော်လိုနီဘာတော့ပြန်နေနေကြပြီးလူရွယ်အသေးစိတ်တော့မတရားသေးဘူး။တချို့လူငယ်တွေဆို PNO စစ်သားစုဆောင်ရေးထဲလဲဝင်ရသေးတယ်။အဆက်လည်းစစ်ထဲဝင်တဲ့စရိတ်ဆိုပြီးစစ်သားဝင်ချင်း၈သိန်းခွဲပေးနေရတယ်။အိမ်တိုင်လို့လို့ပဲ။တချို့ကတော့စစ်ထဲမဝင်လဲရွာကိုကဲဆောက်တာတို့ဘာလို့လုံးနေရပါတယ်။ ဆောင်းပြောင်းမှာမေလ18ရက်နေ့ကနေစပြီးစစ်ကောင်စီတက်ပီအန်အိုပြည်သူစစ်နဲ့တော်လိုင်းအင်အားစုတွေကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတိုက်ပွဲညင်သွားတဲ့ဇွန်လပထမပတ်ကနေစလို့ဒေသခံတွေစစ်ဆောင်နေရင်းကနေနေရက်ပြန်နေထိုင်နေကြတာပါနေရပြန်နေထိုင်နေပေမဲ့နေအိမ်မီးလောင်ပြည့်စုံသွားသူတွေကတဲအိမ်နဲ့နေထိုင်နေကြရပြီးစီးပွားရေးလုပ်ငန်းစားတော့ဖို့လည်းအဆင်မပြေဘူးလို့ပြောပါတယ်။ခုချင်းစီးပွားရေးဘယ်လိုလုပ်လို့လုပ်လို့ရမလို့အိမ်ကမှပဲပြင်းပြစားပေးပြီးစိုက်စားတာပဲရှိရသေးတယ်။ လိုပဲစံပြပြီးအင်ဂျင်နီယာနေရတာပဲအဲ့တော့မှဒီဟိုကကျွန်တော်တို့မိသားစုဝင်တယောက်ပါသွားတယ်သူကစတားဇောင်းကြီးကောင်းဆုံးဆိုလို့သူကလည်းဘောတော့ခံပေးရမယ်ဆိုလို့အခန့်တစ်ခုတော့သူ့ဝင်ဆိုင်ထားပြီးပေါ့နော်ကျွန်တော်တို့မပြီးနိုင်ဘူးအဲသုံးနေတော့အရင်ပြီးသားလေဟိုသူဆိုင်ထားပြီးရတဲ့ခဏပဲလေးဇန်ရဟိုသူကထက်တောင်းနေတယ်စစ်ထက်လေးဝင်ပြီးရတယ်ပဲပတ်စံလေးပြီးတဲ့ဆိုတော့သူတို့လုံးလုံးရမတရားဘူးကွာဘုံကမတရားဘူးကျွန်တော်လည်းဖြစ်တတ်နေသူတို့ စစ်သုံးစည်းအတွက်စစ်သားစုဆောင်ရေးခေါင်းဆောင်ကခဏဆိုက်ပေးတယ်ဆိုပေမဲ့ဇက်တိုက်ပြန်တောင်းနေတဲ့အပြင်စီးပွားရေးလောက်ကင်ဆတ်တော့ဖို့လည်းအဆင်မပြေဘူးလို့ပြောပါတယ်။စောင်းပြောင်းမှာအင်ဂျီတထောင်ကျော်ရှိပြီးစစ်ကြောင်ထွက်ပြေးတွေးဆောင်နေရတဲ့အချိန်ပစ္စည်းတွေခိုးခံရတဲ့အပြင်စစ်ကောင်စီတပ်ရဲ့လေကြောင်းကနေပုံကျဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာဒရုန်းနဲ့ဘုံတိချတိုက်ခိုက်တာတွေကြောင့်နေအိမ်များစွာပျက်စီးရပြီးပြည်သူတွေလည်းစားဝတ်နေရေးအတွက်အကူအညီတွေလိုအပ်နေသေးတယ်လို့ပြောပါတယ်။ဒီမှာနင်းနေမှာ